မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာအောင်မြတ်ဦးရေးသားသောမဟာကဏ္ဍရေဇံခီးမှပုဂ္ဂိုလ်သူများနဲ့ဖြစ်ရစမ်းများစာအုပ်မှရက်ကန်းစင်အောင်ဆရာတော်ဦးဝဘာသာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးဒုဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ညီစီယာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြီးတွားကြပါအောင်ရှင် ရက်ကန်းစင်တော်ဆရာတော်နဲ့ဥတင်ဝေဥတင်ဝေသည်ရက်ကန်းစင်တော်ဆရာတော်အားယူသေးလေးစားသူတူဖြစ်သည်ဥတင်ဝေနှင့်ဆရာတော်ကြီးတွင်ထူးခြားသည့်အမှတ်တရများရှိသည်ဒါကမမေ့နိုင်စရာများဖြစ်သည်မှတ်မိနေသေးသည်တခါကဥပေတရာကြီးသည်လူသူကဲ့မဲ့နေအချိန်ကအရှိလောကရစီမှနေအောင်ကြီးသည်ထွက်ပြူစားဖြစ်ပြီးလောကကိုအလှဆင်နေထိုစဉ်ယဟန်အိုကြီးသည်ညှစ်သေးသောတန်ခမ်းအစုပ်ပြဲနှင့်ဥပေတရာစီတို့ဥတီသွားနေ ူနမဲတွင်အေအာမကြီးကျယ်သည့်သင်္ကန်းတို့ကြီးအားထမ်းလျက်ရဟန်းအိုကြီးကအနေငယ်ခါကိုင်းသည်ကလွယ်၍တည်ငြိမ်သည်သူဒီကပါဆိုဘာမှလည်းမကြည့်ပါဥဒင်ဝေကကိုအောင်ဆိုင်ရှေ့မှဖြတ်သွားသောရဟန်းအိုကြီးအားစိတ်ဝင်စားဖြစ်သွားခဲ့၏စိတ်ဝင်စားလို့သဖြင့်နောက်မှလိုက်ခဲ့သည်ရဟန်းအိုကြီးအားကြည်ညိုတကဲ့သို့ပိတ်ဖိတ်လိုသည့်စိတ်ကတဖွားဖွားပေါ်နေရဟန်းအိုကြီးသည်ဥပိန်တရအထက်ဥတာတဲ့မိုးဝင်းကားဆိုင်ရှေ့သို့ရောက်လျင်ရက်လိုက်၏မိုးဝင်းကားဆိုင်ထဲ့ခိုင်း၏ ။မုံဟင်းကပကံလက်ထဲရောက်လဲရဟန်းအိုကြီးသည်တောင်ဘက်သို့မျက်နှာမူကစောင့်ရှောက်ထိုင်၍မုံဟင်းကစားတော့၏။ဦးတင်ဝေကနောက်ဝက်လိုက်လာပြီးရဟန်းအိုကြီးနောက်သို့ရောက်လဲအကြော်ထဲ့ပေးရန်လက်ဟန်မူရာနဲ့ပြောလိုက်။ရဟန်းအိုကြီးကလက်ကပြီးနေပါစေအကြော်မထက်နဲ့ဟုပြော၏။ဦးတင်ဝေသည်ရဟန်းအိုကြီးအားပို၍စိတ်ဝင်စားသွား၏။သူ၏ရင်ခုန်တန်သည်လည်းရဟန်းအိုကြီးနောက်သို့ရောက်လျင်ရက်သွားသည်။ဦးတင်ဝေသည်ကြောက်ရွံ့လိုရက်နေပြီးရဟန်းအိုကြီးထား၌ အရှင်ဖျားတပည့်တော်အိမ်ကြွပါဖျားဟုလျှောက်ထားရာမငင်းငယ်ဥတည်ဝေခေါ်ရာနောက်သို့လိုက်ခဲ့ရန်အိုကြီးသည်အိမ်ရောက်လျင်ပါဇက်မှစကားတွေတတူတူပြောသည်ဥတည်ဝေကရန်အိုကြီးပြောသည့်စကားတိုင်းကိုကျွန်တော်နားမလည်ဘူးဟုပြောသည်သို့တော့စွန့်လုတ်ကျွေးပြူရင်တရင်တင်းနီးရှိခဲ့သည်ရန်အိုကြီးထလာသည့်အထုပ်နှင့်ပတ်သက်၍ဒီအထုပ်ကြီးကိုဖွင့်ကြည့်လိုက်တော့ပေပရပိုက်တွေကလွဲလို့ဘာမှမပါဘူးဟုပြောသည်ဆရာတော်နှင့်ပတ်သက်၍ဥတည်ဝေပြောကြားချက်များကမှတ်သားစရာဖြစ်သည် ကျုပ်ရဟန်းအိုကြီးကိုပြစ်လာခဲ့စဉ်ကဘသူဘဝဆိုတာမသိဘူးအနောက်မှာအသေးစားကြည့်ရင်မှတ်မိလာတာဟုဆိုသည်မှန်သည်ဥတည်ဝေသည်ရဟန်းအိုကြီးအားကြည့်ရင်လွန်ခဲ့သောနှစ်ပေါင်းများစွာကမိမိ၁၇နှစ်သားဖြစ်ကိုပြေးသတိရသည်ဒီစဉ်ကဥတည်ဝေသည်ကျောင်းသားရွယ်ဖြစ်သည်မိုးရမည်ဖြစ်သည်မြို့သားမြို့နယ်ညောင်ကြည့်ကျေးရွာအဖိုးဥယျာခကျောင်းနိုင်နေစဉ်လာဖြစ်သည်တနေ့အဖျားတက်နေသည့်ဖြင့်နေပူဇာလှမ်းနေစဉ်ကျောင်းသားတင့်ဝေအားခေါင်းပုတ်ပြီး မိဒီနေ့ကစပြီးဘယ်တော့မှမဖျားတော့ပါဘူးကွာဟုပြောသွားသည်ကျန်းအိုကြီးမျက်နှာနဲ့လွန်စွာတူလိုက်တခုထူးခြားသည်ကထိုးထင်းမှစ၍မပြားတော့ချေကျန်းအိုကြီးဥတည်ဝင်အိမ်၌ငားရမြောက်သွား၏အနိကနေလာတော့ရန်အိုကြီးကိုကြည်ကစိတ်မကောင်းဖြစ်ရသည်အချားမူမဟုတ်ကျန်းအိုကြီးတင်ငန်းမှစုပ်ပြဲနေသည်အနားများစုချီထားသည်ကိုတွေ့ရသဖြင့်စိတ်မကောင်းဖြစ်ရသည်ထို့ကြောင့်ရန်အိုကြီးကနောက်တစ်ခါကြွခဲ့ပါဦးဖျားဟုပိတ်လျှောက်ထားပြီးမြမမင်းတင်ငန်းတိုင်းမှာတင်ငန်းတစ်စုံဝင်လာခဲ့သည် ပြည်နာရဟန်းအိုကြီးရောက်လာကိုစောင့်နေခဲ့သည်။ဦးတင်ဝေအနေနဲ့ရဟန်းအိုကြီးဟာသင်္ကန်းလူရန်ပြင်ဆင်ထားတော်လဲအခုတွေ့တော့ရဟန်းအိုကြီးမဟုတ်တော့ဆရာကြီးလုံးဖြစ်နေပြီ။ထို့ကြောင့်ဦးတင်ဝေသည်မထူးပါမိမိရည်မှန်းချက်အတိုင်းဦးလုံးရှိတွင်ခြာကာလှူဒန်းလိုက်။ဆရာလုံးကဦးတင်ဝေအားတတနဲ့စကားပြော၏။ဆရာလုံးကစကားလုံးပြော၏။သို့တော့ဘယ်တော့မှအမှန်ကိုမပြောတောင်းပြောမြောက်ပြောပြောသည်။တို့ရစေအမှန်စကားတခွန်ရှိညတနာ ਈ ထိုးလျင်ငါသားထဆမှာဟုဖြစ်သည် ဥတင်ဝင်းနဲ့ဥလွန်တည်ရှေးဘွားတခုကတားဖတော်ဆက်ခဲ့မှုသည်ဟုဆို၏ထို့ကြောင့်ဥတင်ဝင်းကအနိကပြုစုကျုံမွေလိုသည်ကြာကြီးကအမြဲလက်ခံပြုစုခွင့်မပြုသို့သောအများဆုံးအနိကပြုစုရသည်ထို့ကြောင့်ဆရာလုံး၏ထူးခြားချက်များကိုတွေ့မြင်ရသည်ဥတင်ဝင်းကစာနှင့်ရေးပြရန်မသိဟုဆိုခဲ့သည်ကိုမှတ်သားရ၏သို့သောဆရာလုံးသည်တာမန်လူသားများနှင့်မတူသည့်အချက်တစ်ချက်ရှိသည်အခြားမို့လက်အဆင့်50ရှိနေခြင်းပဲ တညာဥလုံကဥတင်ဝေအားငါသားလာစမ်းဟုအနာခေါ်သည်ပြီးမှကြော့ကိုရိုက်ကမင်းကဓာရီရှိနေတာကိုဟုပြောပြီးမန်းပေးခဲ့သည်ညနေထမင်းစားတော့ဥတင်ဝေဤပါဇက်မှာအံသွားတွေပြုတ်ကြကုန်၏ဒီနေ့ကစားလို့ကျွန်တော်မိုက်ဆက်တင်းသွားတာဟုပြောသည်ဆရာကြီးလုံကငါသားမင်းနဲ့နောက်ဆုံးမှမဟုတ်ဘူးငါမင်းကိုချီးမြှောက်ဖို့အချိန်မကျသေးဘူးကွာမင်းအသက်80ရောက်ရင်ဖျားတယ်ရမယ်အဲ့ဒီချိန်ကျရင်မင်းလှူပါပေးပါမင်းအတွက်နေရာပေးပြီးပြီနော် အဲ့ဒီကိုငားလာမယ်ဟုပြောပြီးထွက်သွားသည်ထိုနေ့မှစ၍ဥတွင်ဝေအိမ်သို့ကြွမလာခဲ့တော့ဥတွင်ဝေ80ပြည့်ရန်၄ငါးနှစ်အလိုတွင်ဥလွန်ကြွလာမိကိုဥတွင်ဝေမျှော်နေမိသည်ဘဝမောနဲ့ထူဆန်းသောဖြတ်တန်းခြင်းဆရာတော်ဥောဘာသာသည်ပတ်ဝန်းကျင်အလယ်တွင်လိုတရပုဂ္ဂိုလ်ရွှေပြည့်ငွေပြည့်ပုဂ္ဂိုလ်ဖြင့်ထင်ရှားသည်ထို့ကြောင့်အင်္ဂလိပ်အစိုးရကဆရာတော်အားအချုပ်ခန်း၌ခေါ်ပြီးထိန်းသိမ်းထားခဲ့၏ဆရာတော်အချုပ်ခန်းတွင်ရောက်သည်နှင့်အချုပ်ခန်းတစ်ခုလုံးမစင်နှံ့ထွက်လေသည် ချုပ်သားတွေကဆရာကြီးရောက်လာမှဒီအနံ့တွေထွက်သည်ဟုပြောပြီးအချုပ်မှအမြန်ထွက်စေလိုကြသည်တခုရှိသည်ကအပြစ်ပြတော့ဘာအပြစ်မှမရှိပိကက်ကက်လုံနေအချုပ်သားတွေကလည်းဆရာတော်ကိုခင်မင်းသွားကြသည်ဆရာတော်ကမျက်လဲပြခြင်းမုတ်ချင်းတွေလှုပ်ပြီးတဟားဟားရည်နေတတ်သည်တခါတခါအချုပ်သားတွေအားမင်းတို့ကြည့်ထားဆိုပြီးတန်တန်အပြင်သို့ထွက်လိုက်ဝင်လိုက်လှုပ်ကြသည် ခေါင်းတွင်ကပ်၍အိပ်ပြသည် မုတ်လုတ်ကျွေးမိဆိုပြီးမုတ်လုတ်ကျွေးအကျုပ်သားတွေကဆရာတော်ရောက်လာမှရီရမောရသဖြင့်ဆရာတော်အားတပည့်ခံသူခံသည်ဆရာတော်တွင်အပြစ်မရှိဘူးအကျုပ်သားတွေသိသည်ထို့ကြောင့်လှုပ်ပေးတဲ့ညောင်းလျှောက်ထားကြ၏သို့သောဆရာတော်ကငါပညာရေးဝန်ဥကျော်ကြီးကနှုတ်ရင်ထွက်မယ်ဟုဆိုသည့်အတွက်ဥကျော်ကြီးလာခေါ်ရ၏ ဆရာတော်ကအချုပ်သားများအားမင်းတို့မဟုတ်စားမလားဟုမေးပြီးကိုယ်၍မစင်တွေယူချသည်မစင်များအားလက်နှင့်ခံလျင်ခောက်ဆွဲကြောပူပူနွေးနွေးဖြစ်သည်ဟုဆိုသည်အချို့အချုပ်သားတွေကစားပြီးအချို့ကမစားကြဘူးမှတ်သားရ၏ဥကြော်ကြီးလာပြီးနှုတ်သည့်အခါဆရာတော်ကအချုပ်သားများပါနှုတ်ယူရန်မေတ္တာရက်ခံသည်မဖြစ်နိုင်ပါဘူးဖျားဒါဆိုဝလုံးထိုးနှုတ်ပါဟုဆို၏ရင်းသူဆရာတော်ကမေတ္တာရက်ခံလျင်ဆရာတော်ပြောသည့်အတိုင်းဝလုံးထိုးကတားလိုက်ရာ ခောက်ဆွဲစားသည့်အချုပ်သားများထွက်ရန်ကြလိုက်ခောက်ဆွဲမစားသည့်အချုပ်သားများကြံငိတ်ဆရာတော်ထောင်မှထွက်သည့်အခါအမွှေးနံသာလိုင်းလိုင်းထွက်နေလွှဲဝတ်ချက်နှင့်ဖြစ်ရဆန်းများပြောရလျင်ဥကြော်ရည်သည်ရကန်းစင်တော်ဥရောပါဒကိုမသိမသိဘဲနှုတ်ခဲခြင်းဖြစ်သည်အချုပ်ရောက်မှအချုပ်သားများပြောသည်ဖြင့်ပုံကိုထူးကြီးမှန်းသိရ၏ ဥကျော်ကြီးကားနဲ့တင်ခေါ်ရာလမ်းနိုင်ဆရာတော်ကငါချေးယိုခြင်းနဲ့ဟုပြောသဖြင့်ဥကျော်ကြီးကစနီးဖြစ်သူပခုံးနဲ့တင်လာသည့်တပတ်ကိုဖြန့်ခင်းပေးသည်ဆရာတော်ကထိုတပတ်ပေါ်ချေးယိုချ၏ဥကျော်ကြီးစနီးကမစင်ယိုချထားသည့်တပတ်အားအตาရာလုံး၍အိမ်သို့ယူခဲ့သည်ဆရာတော်အားမလွန်ဆေးဝင်ရရှိအိမ်ကြီးပေါ်သို့ပင်ဆောင်သွားသည် ဦးကျော်ကြီးတို့ဇနီးမောင်နှံကဆရာတော်အားမလွန်ဆေးဝင်ရရှိအင်ဂျင်နီယာလိုလေသိမ်းရှိပြုစုစောင့်ရှောက်ထားသည်ဆရာတော်အားနိကပ်ပြုစုရန်ဦးစင်အားလာကပေး၍တာဝန်ယူစေသည်မလွန်ဆေးပင်ရဲ့အင်ဂျင်နီယာထူးခြားသည့်အဖြစ်ဖြစ်ခဲ့သည်ဆရာတော်မစင်ယူချရသည့်တပတ်ကိုဖွင့်လိုက်သည့်အခါမစင်တွေကရွှေတုံးတွေဖြစ်နေသည်ဦးကျော်ကြီးတို့ဇနီးမောင်နှံသည်နေချင်းညချင်းတထေးဘွားသို့ရောက်သွားသည်ဟုမှတ်သားရ၏ထို့နောက်ဆရာတော်အားအများနှင့်တွေ့ဝင်မပြုတော့ဘဲအနိကပ်စောင့်ရှောက်ထားခဲ့သည် ဆရာတော်နှင့်ပတ်သက်၍ဦးစင်နိုင်အမတ်တရားဖြစ်စဉ်တွေရှိခဲ့သည်ဆရာတော်အားဦးစင်ပြုစုနေစဉ်ဖြစ်ခဲ့သည်ဖြစ်ကအံ့ဩစရာတခါကဥစင်သည်လူမမဲ့တမိကလေးအားဆရာတော်အနီး၌ထားခဲ့ပြီးရေးသွားဆင့်ခတ်ရာဆရာတော်အားကတ်ထားသောစုံပွဲမှာငြုတ်သီးကျော်တို့အားကလေးအားကြွေခဲ့၏ကလေးမကငြုတ်သီးကျော်ကိုအဘဒရမြင်ရရှက်ရေးစားသည်ဥစင်အပေါ်သို့တက်လာသည့်အခါဆရာတော်ကတဟားဟားရည်၍မင်းသမီးအပူငိမ့်သွားပါပြီကွာမင်းပူစရာမလိုတော့ပါဘူး ဒီစကားအတိတ်ပဲကိုဥစင်ကဘာမှမသိ။တမီးကလေးအရွယ်ရောက်လာတဲ့အခါရှမ်းမျိုးသားတို့ကလာရောက်တောက်ယူသဖြင့်တထေးဘွားရောက်သွားခဲ့သည်။ဥဖုံမူသည်ဥကျော်ကြီးမိတ်ဆွေဖြစ်သည်ဖြင့်စာဦးစာပြကလေးရှိတိုင်းဆရာတော်အားလာရောက်ကတ်လို့လေးရှိ။ဆရာတော်ကဖုံမူရဲ့မင်းကြီးလာကတ်နေတယ်ငါလဲကြွေးပြရစီမင်းစားကြင်တာစိတ်ကူးထားကွာမနဲ့ရုံမသွားခင်လာစားလဲဟုမှားလိုက်သည်။ ဥဖုံမူသည်ဆရာတော်ဖိတ်ထားသည့်မနက်9နာရီတွင်ဥကြော်ဤအိမ်သို့ရောက်ခဲ့သည်ဒီချိန်ဆရာတော်အိယာမမထသည်အိယာမနိုးတော့ဖုံမူထိုင်ကွာအချိန်ကျရင်စားရမှာမှဟုပြောပြီးမကြခင်ရသိမ့်မာကြီးတို့ခြိုင်ကြီးဆွဲပြီးရောက်လာသည်ဆရာတော်ကိုစိုးလာကတ်တာပါဟုဆိုကာကတော်ပြီးဝင်သွားသည်ထို့နောက်ဆရာတော်ကကဲ့ဖုံမူမင်းစားချင်တာရောက်လာပြီးစားတော့ဟုဆိုပြီးကြွေသည်အစားတောက်များကညကဖုံမူစိတ်ကူးထားသည့်ပစုံတို့အကောင်းစားတွေဖြစ်၏ ဥပုံမှုသည် ARD တင်မောစေးများသာရှိသေးသဖြင့်ထိုနေ့ကရုံသွားနောက်ကျခဲ့သည်ထိုနေ့ကတင်မောချင်းဆက်ယုံဥပောက်ကွဲ၍လူများတေကြပြီးဥပုံမှုလွတ်မြောက်သွားခဲ့၏ဥပုံမှုသည်ရင်းသူကိုဆရာတော်ချိမင်လိုက်ပြီးသည့်နောက်ပိုင်းလကတိုးခဲ့သလိုဒုတိယကိုယ်စားလှယ်တာဝန်ပေးခြင်းခံရ၏ဆရာတော်ကဥပုံမှုအားကြည့်ပြီးမင်းဘာမှအားမငယ်ပါနဲ့ကွာမင်းကျင်းနေလူရမှာပါ ငါမင်းအလူကြရင်လာခဲ့မယ်ဟုပြောခဲ့သလိုနောက်ခါတွင်ဥဖုံမူသည်အလူကြီးပေးနိုင်ခဲ့၏အလူကတာမန်လူမဟုတ်အကြီးကျယ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်အလူ၌ဆရာတော်ကြောက်လာမည်ဟုမျှော်လင့်ထားတော်လဲဆရာတော်ရောက်မလာခဲ့ပါဥဖုံမူသည်အလူပွဲအားလူပေါင်း၃၀၀၀စာစီမံထား၏အလူပွဲသည်လည်းစီကားတက်မြတ်သည့်အလူပွဲဖြစ်ခဲ့သည် ဝိုင်းဝန်းကြသည့်လူများကလည်းမနှဲဟုဆိုရပြီးထိုချိန်ကလူငယ်တို့လည်းလူတို့ရောက်လာခဲ့ပြီးဘာအကူအညီပေးရမလဲဟုမေးသည်အားလုံးပြေစုံနေပါပြီကွယ်ဟုလူကြီးတွေကပြောလိုက်သည်လူငယ်ကမူထမေအိုဟေအိုတွေကိုလိုက်ကင်ပြီးပကန်းစည်းသည့်နေရာတွင်တယောက်တည်းထိုင်စည်းနေခဲ့သည်ဥဖုံမူကမူဆရာတော်ကြောက်လာမည်ဟုမိန့်ပြီးကြောက်ရောက်မလာသဖြင့်စိတ်မကောင်းဖြစ်နေသည်ထိုစဉ်ဆရာတော်ကလူငယ်တို့အားတက်စီ၍ဝင်ပြောသည် ဖုံးမူရဲ့မင်းအလူငါလာပါတယ်ငါဖြင့်တယောက်တည်းပကန်းစီးခဲ့ပါတယ်ဒီခါအားလုံးကပကန်းစီးသည့်လူငယ်ပမာလဲဘဲရောက်သွားလဲဟုမေးရာတယောက်ကပကန်းနေစီးတဲ့လူငယ်လားပြီးတော့တယောက်တည်းဖျားဝတ်ပြူပြီးပြန်သွားတယ်ဟုပြောသည်ဒီခါဥဖုံးမူကအဲ့ဒါကျွန်တော်ဆရာတော်ပါဗျာဟုပြောပြီးနောင်တရခဲ့၏အလူကလည်းလူ၃000သာမှလူ2000သာမကုန်ရှိခဲ့၏ဘဝကျမ်းနဲ့ဒူးစန်းစွာဖြတ်သန်းခြင်းနဲ့ ဥစဉ်ဒီဆရာတော်အားအနိကအလုတ်ကျွေးပြူနေသူဖြစ်သည်တနေ့ဥစဉ်ကဆရာတော်ကျွန်တော်ကိုချီးမြှောက်ပါဝန်းဟုပြောထားသည်ဆရာတော်ကအေးမင်းမနက်လေးနာရီတပည့်စည်းထလဲဘလူနဲ့မှစကားမပြောနဲ့မင်းရှိရောက်လာသူကိုတပည့်စည်းနဲ့ရိုက်လိုက်ဟုမိုင်းဆရာတော်မှာကြသည့်အတိုင်းမနက်တပည့်စည်းလဲလိုက်ရာမိကြီးမင်းသားအဝတ်စားနဲ့မြင်းစည်းလာသူတို့ကို တွေ့ရ၏သူရှိနေကာစီကာစီလုံနေ၏ အရှိဘက်လဲလဲလျင်အရှိဘက်လိုက်သည်အနောက်ဘက်လဲလျင်အနောက်ဘက်လိုက်သည်ဒုခဥစဉ်ကစိတ်မရှိသဖြင့်ဒီလူဘလို့ဖြစ်လို့မြင်းကိုလှဲ့ဥတည်နေတာလဲဟုပြောလိုက်ရာမြင်းပြောက်သွား၏ဒုเจ้าဟာဆရာတော်ဥောဘာသာကိုရှောက်ထားရာအေးငါကတော့တာဝန်ကြီးပြီးမင်းနဲ့မထိုက်လို့မင်းမရတာပဲငါကရိုက်ယူလို့ပြောတယ်မဟုတ်လားဟုပြောသည် တခါကဆရာတော်နှင့်ပတ်သက်၍ထူးထူးခြားခြားသတင်းကြားရသည်အခြားမူမဟုတ်ဆရာတော်၏သင်္ကန်းများအားလျှော်ဖို့ပေးသည့်မိန်းမကြီးအားဆရာတော်ကကြီးထက်ထက်တက်နေသည့်သင်္ကန်းအားလျှော်လျင်ရေကိုမသွန်ပစ်ဘဲထားရာကြီးမှရွှေ့ဖြစ်သည်ဟုဆို၏တခါကဥကြော်ရည်သည်ဆရာတော်ကအိမ်မှာအိပ်ရန်ဂရင်ပြင်ခန့်ရာငါပလိတ်ယောဂါဖြစ်နေတယ်ဟုပြောသည်ဖြင့်စိုးရင်သွားသည်ချက်ချင်းဆရာဝန်ပင့်ကယောဂါကိုတိုက်ဆရာဝန်မှစမ်းတက်ရာယောဂါမရှိသွေးသားကောင်းနေကြောင်းသိရ၏သို့သောဆရာတော်ကမထ ဥကြော်ကြီးကတေးပြီးဟုထင်သည်သို့သောခတ်တီကတေးသောသူမှတောင်းရင်နေမီယခုတော့ခန္ဓာကိုယ်ကကွေးလို့ဆန့်လို့ရနေသည် ထိုစဉ်လူတယောက်ဥကျော်ကြီးအိမ်သို့ရောက်လာသည်ဘာကိစ္စရှိပါသလဲဆရာကြီးလုံးကခေါင်းရမှာချိန်ထားတဲ့ဆီလွယ်အေးယူခိုင်းလို့လာယူတာပါဟုပြောသည်အသေးချာကြည့်လိုက်သည့်အခါကရင်ပေါ်တွင်အိမ်နေသည့်မျက်နှာနှင့်ထူထူမျက်နှာတူနေသည်တထက်ထဲဖြစ်နေသည်ဥကျော်ကြီးသည်အကျိုးအကြောင်းပြော၍ထူထူနောက်လိုက်ခဲ့ရာရှမ်းပြည်၌ဆရာလုံးကိုတွေ့ရသည်ကျော်ကြီးငါရုပ်လောင်းကိုတကြိုလိုက်တော့ဟုပြောပြီးပြန်လွတ်လိုက်၏ ဦးကျော်ကြီးပြန်လာပြီးဆရာတော်ကြီးဇာပနာအားစီကားတိုက်မဲ့စွာရွာဟိုင်းတင်ညိုင်၌ကုသွင်းမှုအစီအစဉ်လုပ်သည်ဆရာတော်ဇာပနာပွဲ၌အလောင်းနာဆောင်ဧသူများတညလုံးမအိတ်ကြဒီလိုမအိတ်သူများကြမှာပင်ဆရာတော်အလောင်းအားဆက်ရင်ပြောင်းတုံပြီးရွှေချသွား၏မှန်အခေါင်းနဲ့ထဲရွာဟိုင်းတင်ညိုင်သို့သွားသည့်အခါဦးကျော်ကြီးအားလက်ဝါးထောင်ပြသွားသည်တုတ်တန်၌မှန်အခေါင်းကိုဖွင့်လိုက်သည့်အခါရုပ်ကလက်သည်မရှိတော့ပျောက်ချင်းမလားပျောက်သွားခဲ့၏ လက်ဖက်သေးဒေါ်ပြောင်းကဆရာတို့၏ဇာပနာ၌လက်ဖက်များအကုန်ဝဲလိုက်ရသဖြင့်လက်ဖက်များအကုန်ပြောင်းသွားသည်။ဥကြော်ရည်သည်လည်းဆရာတို့ရုပ်ကလမလဝါထောင်ပြသွားသည်ကိုအတိတ်ကောက်ကရွှေလဝါတစ်စိတ်ဖြင့်ပြင်းရောင်အာတိုစေးရစာဖွေရောင်းရာမြမသမားတော်ကြီးဘုရားနှင့်နမဲကျော်သွားသည်။ရွှေလဝါတစ်စိတ်သည်ထိုးမဆ၍တိုင်းသည့်ပြည်သည့်တည်လာခြင်းဖြစ်သည်။ရကန်းစင်တော်ဂိုင်း၏လှုပ်ဝက်ချက်များဝိဇ္ဇာပြိုင်ပွဲဝင်ထွေရပေါပုဂ္ဂိုလ်များသည်အစွမ်းအစဘလောက်ရှိသည်ရှေးထုံပါမီဘလောက်ပါသည် ဘယ်နေရာဘလို့နေရာပြေးရမည်ဟုတိတ်တိပြိုင်သည်မှာတမရပင်ဖြစ်သည်ရကန်းစင်ဆောင်ဆရာတော်ဥောပါဒသည် အောင်မလဲကန်၌ညစ်သေးသောသင်္ကန်းနှင့်ကုတ်ကုတ်ယုတ်ယုတ်ထိုင်နေတော်မူ၏ဝိဇ္ဇရိုယောက်သားသည်ကောင်းငင်ခီး၌ပြန်လာစဉ်ဆရာတော်အားမြင်တော်မူ၍ပညာရက်များအားစမ်းသပ်လေ့လာရာဝိဇ္ဇရိုယောက်သားရှုံး၍ပြေးရသည် ထိုဝိဇ္ဇရိုမှတဆင်ဝိဇ္ဇရိုပေါင်းများစွာတို့ကိုဆရာတော်ကြောင့်ပြောပြရာဆရာတော်ထံလာ၍ပညာစမ်းသည်ဟုမှတ်သားရ၏ဝိဇ္ဇာအကျော်တို့သည် စုဝေးရောက်လာကြကား ရက်ကန်းစင်တော်ဆရာတော်ဖျားဇီးသီးများဖုံးပေးခြင်းပါလားအေးကောင်းတာပေါ့ဟုဆိုရာဝိဇာတို့ကဇီးသီးဖြစ်ရန်စေတလုံးနဲ့အပင်ပေါက်စေအညွန့်ထွက်စေအသီးသီးစေမှဲ့စေရောက်စေဟုလက်ဖွားပေါ်တင်၍ဆရာတော်အားကတ်တော်ကဆရာတော်သည်တည်ငြိမ်စွာပြုံး၍မင်းနဲ့ကွာဇီးသီးစားခြင်းတော်များကဲဇီးသီးရောက်ဟုလက်ဝါးဖြန့်ပြီးဇီးသီးပေး၏ ထို့နောက်အရှိစက်ကြဝဠာတတိုင်းနဲ့အနောက်စက်ကြဝဠာများမှတ်၍အခောက်ရေးအတွက်များပြန်ကြမည်ဟုဝိဇ္ဇာအပေါင်းပြိုင်ပွဲဝင်ကြရာရကန်းစင်တော်ဆရာတော်ဦးဩဘာသာသည်စက်ကြဝဠာတတိုင်း၌အမှတ်အများဆုံးအောင်ပွဲဝင်ခဲ့သည်ဘိုးဘောင်သည်ဝါတလုံးဖြက်လျင်နှလုံးပေါ်သည်ဟုဆိုစကားရှိရာရကန်းစင်တော်ဆရာတော်ဖျားဤဝါလုံးကလေးများတလုံးဖြက်လျင် ထောင်တောင်းပေါ်နှလုံးဖြတ်လင်းရင်းတိမ့်တန်းပေါ်၍ဝိဇာလောက၌ပြိုင်မက်ကင်းသည့်အကြီးကဲအထူးရာထူးရခဲ့၏ရကန်းစင်တော်ကြတော့ဥဩဘာသာသည်ထွက်ရပပုဂ္ဂိုလ်များအားရွှေတဲတိုင်းကဆင်းမရလောတိတ်တိမဟိတိပုဂ္ဂိုလ်ကျော်ကြီးဖြစ်သည်ရကန်းစင်တော်တပည့်လေးဦးနဲ့အဆင့်30ရကန်းစင်တော်ဆရာတော်ဦးဩဘာသာဝိဇာထွက်ရလန်းကြီး၌အာဟုအာရာပြုခဲ့သည့်တပည့်ကြီးလေးဦးမှာတစ်ဆရာချက်နှစ်ဆရာဆိုင်သုံးဆရာရဲသူလေးဆရာလိုင်းစသည်တို့ဖြစ်သည် တစ်ဆရာချေဇီဝကကျိုးကရင်တိုက်ငါတန်နဲ့တကွာပညာရက်များအနှံချင်းခံရသူနှစ်ဆရာတိုင်းတိုက်ရိုးပြည်ကျိုးတာဝန်ကိုမှန်ကန်စွာဆောင်ရွက်နိုင်ရန်တာဝန်ပေးခံရသည်သုံးဆရာရဲ့သူသာသနာဆောင်ရွက်တာဝန်သာသနာကျိုးကရင်တာဝန်ပေးခံရသည်ဆရာလိုက်မနှောမယကျိုးကရင်ဖြင့်အနှင်းတာဝန်ပေးခံရသည်တပည့်များသည်လည်းထွက်ရောက်ပေါက်လန်းအားအောင်မြင်ခဲ့သူများဖြစ်သည်တချို့ကအရှင်းမထွက်တချို့ကမသေးထွက်ထွက်ကြသည် ။ရကန်းစင်တော်ကိုင်းသည်နဝင်းကိုင်းဖြစ်အဆင့်30ရှိသည်။ခိုင်းဝင်ပုဂ္ဂိုလ်များမှန်ကန်သည့်အထိလိုက်နာနိုင်ရန်လောဘကိုထိန်းချုပ်ရန်လိုသည်။ပထမစင်၌နဝင်းပါသောစမအခရာပညာရက်ဒုတိယစင်၌မိမိကိုယ်ကိုတပားသူမနှိမ့်ဆက်နိုင်သည့်အင်တက်တတရစဉ်ထွက်ရပေါက်စေသောအင်းတက်ပညာဖြင့်အစစ်သုံးစင်အားနိမှန်လမ်းမှန်ကြင်ကြံရသည်ဖြစ်၏။လောဘမထိန်နိုင်လင်ယူနိုင်သည်။ရကန်းစင်တော်ကိုင်း၌မှတ်သားစရာသတိပြုစရာတွေရှိသည်။ ရကန်းစင်တော်ခိုင်းနိုင်လောဘထင်ရန်အဓိကထားသည်တခါကရကန်းစင်တော်ဆရာတော်ဥောဘာသာဤတပည့်တဦးဖြစ်ခဲ့သောဘိုးဆွေအားဆရာတော်ကမိန်ငါနေတဲ့ရကန်းစင်တောင်ရိုးမှာမင်းနဲ့ထိုက်တန်တာတွေရှိတယ်။မင်းသွားတွေ့ရင် ပထမတောင်ရက်ကနတ်မင်းမြန်တစည်းလာမည်။မင်းမရှိနဲ့။နောက်မကြခင်အနောက်ရက်ကလာတဲ့နတ်မင်းမြန်ကိုစီး၍ပရပားရေကန်အားသွားတော့ဟုစေခိုင်း။ဘိုးဆွဲသည် ပထမလာသည့်နတ်မင်းမြန်အားလောဘသောမထိန်နိုင်၍စီးတော့ကြောင့်ယူသူသွားသည့်တာရကရှိသည်။ ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ညီစီယာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။